နောင်ထဆိုတာဘဝရဲ့နောက်ကြည့်မှန်တစ်ချက်ပါပဲဒီမှန်ထဲမှာကိုဟာဘသူဖြစ်ခဲ့တယ်ဘသူဖြစ်တဲ့နယ်ဆိုတာကိုမြင်ရပါတယ်နောင်ထဆိုတာဖြစ်ပြီးသွားတဲ့အတိတ်ကဆုံးဖြတ်ချက်ဒါမှမဟုတ်လောက်ရက်တစ်ခုကိုပြန်စင်းစားလိုက်တဲ့အခါဒီလိုသာဆိုရင်ဆိုပြီးပုံမူကောင်းမွန်တဲ့ရလတ်ဖြစ်အောင်ပြန်လှုပ်ချင်တဲ့သို့မဟုတ်မလှုပ်ခဲမိတာကိုလှုပ်ခဲခြင်းနဲ့စိတ်ခံစားမှုတစ်ခုပါ စိတ်ပညာရှင်တွေရဲ့လေးလာမှုအရလူတွေဟာလောက်ခဲမိလို့ရတဲ့နောင်ဒထက်မလောက်ခဲမိလို့ရတဲ့နောင်ဒကိုပိုပြီးပြင်းပြင်းထန်ထန်ခံစားရတယ်လို့ဆိုပါတယ်။ဒါဟာအခွင့်အရေးတွေလက်လွတ်ခံလိုက်ရခြင်းအတွက်ခံစားချက်ပါပဲ။နောင်ဒရစီတဲ့အဓိကအကြောင်းအရာဒီ common regress တွေကတော့မလောက်ခဲမိခြင်းအခွင့်အရေးတွေရှိခဲ့ပါရဲ့နဲ့တတ်တိမရှိလို့မဆန်းတတ်ခဲ့မိခြင်း ဥပမာ ချစ်စကားမပြောခဲ့မိတာအလौတစ်တခုမလျှောက်ခဲ့မိတာနောက်တစ်ချက်ကလှုပ်ခဲ့မိခြင်း စိတ်လိုက်မှန်ပါ အလင်းစလိုလှုပ်ခဲ့မိလို့နစ်နာမှုဖြစ်စေတဲ့အရာတွေဥပမာဒေါသတကြီးပြောဆိုခဲ့မိတဲ့စကားတွေပေါ့ဒါပေမဲ့နောင်တဟာကြမ်းမာရင်းနဲ့ညီညွတ်တဲ့ခံစားချက်ဖြစ်နိုင်ပါတယ်အကြောင်းကတော့ဒါဟာကိုယ့်ရဲ့တန်ဖိုးတွေကိုလိုချင်တဲ့ဘဝပုံစံတွေကိုပြန်လည်ညွှန်ပြနေလို့ပါပဲ စိတ်ပညာရှုထောင့်အရာနောင်တဟာကျွန်တော်တို့ရဲ့ပင်ကိုယ်စိတ်ကပေးပို့တဲ့အချက်ပေးသံတစ်ခုပါဒါဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်ကိုခွဲခြားသိမြင်စေပြီးတော့အနာဂတ်တွေပိုမိုကောင်းမွန်အောင်ပြင်ဆင်ဖို့တွန်းအားပေးပါတယ်စိတ်ပညာဆိုင်ရာနိုဘယ်ဆုရှင်ဒန်နီယယ်ခါနီမန်ကဒီလိုပြောခဲ့ပူပါတယ်ကျွန်တော်တို့ဟာတစ်ခုခုကိုနောင်တရတယ်ဆိုရင်အဲ့ဒီအရာကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေထဲမှာဘာတွေချို့ယွင်းနေသလဲဆိုတာကိုပြသနေတာပါပဲ နောင်တဟာပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချဖို့အတွက်လိုအပ်တဲ့အာယုံခံကိရိယာတစ်ခုဖြစ်ပါတယ်တဲ့။ဒါကြောင့်နောင်တကိုကုကုကုအပြစ်တင်ဖို့မဟုတ်ပဲကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ဖို့ကိရိယာအဖြစ်မြင်ရပါမယ်။နောင်တကို အပြုသဘောဆောင်တဲ့စွမ်းအားအဖြစ်ပြောင်းလဲသင့်ပါတယ်။နောင်တကိုပြုပြင်ပြောင်းလဲနည်းများ transforming regress ပထမတစ်ချက်ကလက်ခံခြင်းနဲ့ကိုခြင်းစာတရား acceptance and self compassion မှာအတိတ်ကကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုချခဲ့တဲ့အချိန်ကကိုဟာ အကောင်းဆုံးလုပ်ခဲ့တာပဲလို့ကိုယ့်ကိုယ်ကိုနားလည်ပေးပါနောက်တစ်ခု Christian Neff သုံးဟုတ် self compassion ပါ နောင်တရတဲ့အခါကိုယ့်ကိုယ်ကိုဂရုဏာနဲ့ကြည့်ပါကိုယ့်ကိုယ်ကိုမုန်းတီးအပြစ်တင်တာဟာ ပြောင်းလဲဖို့အတွက်မဟုတ်ဘဲနာကျင်စေဖို့အတွက်သာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ ြုပြင်ရန်ကြိုးစားခြင်း attempting to repair ပါ။နောင်တရတဲ့အရာဟာပြုပြင်လို့ရတဲ့အရာဆိုရင်လှုပ်ဆောင်ပါ။ဥပမာပျက်စီးနေတဲ့ဆက်ဆံရည်တစ်ခုကိုပြန်လဲတိဆောက်တာအမားတစ်ခုအတွက် တောင်းပန်တာမျိုးပေါ့နောက်တစ်ချက်ကရှေ့ကိုမျှော်ကြည့်ခြင်းပါ forward focus နောင်တရစေတဲ့အမားမျိုးကိုအနာဂတ်မှာထပ်မဖြစ်အောင်တည်ထားပါမိတ်ဆွေများခင်ဗျာ နောင်တကင်းမဲ့တဲ့ဘဝ a regret free life ဆိုတာမရှိနိုင်ပါဘူးဒါပေမဲ့နောင်တကို အကောင်းဆုံးသင်ခန်းစာအဖြစ်အသုံးချနိုင်တဲ့ဘဝတွေတော့ရှိပါတယ်စာရေးဆရာကြီး Mark Train ကဒီလိုပြောပါတယ်နှစ်20ကြာရင်သင်လုပ်ခဲ့တဲ့အရာတွေထက် မလုပ်ခဲ့တဲ့အရာတွေအတွက်ပိုပြီးနောင်တရလိမ့်မယ်ဒါကြောင့်ကျိုးနဲ့ချီထားတဲ့လှေကိုဖယ်ထုတ်လိုက်ပါ လုံခြုံတဲ့စိတ်ကန်းကနေထွက်ခွာပါ ်တင့်ရဲ့ရွက်တွေကို အိမ်မက်လေတွေနဲ့ဖြည့်တင်းလိုက်ပါရှားဖွေပါ အိမ်မက်ပါလို့ပြောခဲ့ဘူးပါတယ်။ဒါကြောင့်မိษွေများခင်ဗျာအတိတ်ကို ပြစ်ထားခဲ့ပြီးပြစ်ဆုံးပံမှာရဲရဲဝုန်းဝုန်းနေထိုင်ခြင်းဟာအနာဂတ်မှာနောင်တအနည်းဆုံးဘဝကို ပိုင်ဆိုင်စေပါလိမ့်မယ်။နားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။နေ့ရက်တိုင်းကို နောင်တကင်းစွာ ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ။